ချို့ရောက်လဲထင်းတယ်အဲ့လိုမိဘကမလွတ်လို့မှဘာတွေကလက်တွေလူငယ်လီနော်အဲ့လိုမျိုးမသွားရထူတာအဲ့လိုမိဘကမလွတ်လို့ဆိုတာထဲကိုကိုရိုင်းကနေမသွားချင်တာတကယ်ဗလက်စတန်ဘာလဲဆိုတော့အခန်းထဲမှာနေပြီးတော့ဂီတာလေးတီးလိုက်ချင်းလေးဆိုလိုက်ချင်းလေးနားထောင်လိုက်အိတ်လိုက်ဒါပဲအဲ့ဒါ relax လုပ်တဲ့အချိန်ပဲပေါ့နော်အဲ့ဘာတွေကလက်တွေသွားတာ relax လုပ်ရတယ်လို့သိပြီးတော့မတွေးမိဘူးရှူကြတဲ့တငယ်ချင်းတွေလည်းလို့ပဲမမီးကမသွားခိုင်းလို့မလွတ်လို့ထင်တာအမှန်တော့မဟုတ်ဘူးကိုကိုရိုင်းကလည်းအဲ့လိုမျိုးမသွားချင်တာ နောက်မှမမေရှိနေလို့ရှင်တော့စိတ်ချလုံးကြုံမှုရှိရပေါ့နော်အဲ့လိုမျိုးကိုချစ်တဲ့သမီးတွေဟုတ်တယ်ဟမကလေးစလီနေလကလီချီတော့မကိုက်တဲ့ကိုအခုနောက်ပိုင်းတချင်းလေးရောရေရောရေးနေပါရဲ့ရင်တွင်းပြစ်လေးလည်းရေးဖြစ်ပါတယ်သူများရင်တွင်းပြစ်ကိုလည်းအနာခံစားပြီးတော့လည်းရေးဖြစ်ပါတယ်အသေးခွဲတချင်းလေးလည်းထပ်ဖို့ရှိပါတယ် ကောင်းပါတယ်အသေးကွဲတာ။ဟိုဘယ်လိုဖြစ်ရှင်းမှာမယုံမြတ်သူလို့ဆိုလဲအသေးကွဲတခြင်းနေနေပဲပောက်ပြီးတော့အာဒါမယုံမြတ်သူဆိုတဲ့အသေးကွဲတခြင်းအဲ့လိုဖြစ်နေသူပေါ့ဒါအသေးကိုလည်းအသေးကွဲတခြင်းနေနေသဘောကျကြရတဲ့အတွက်လည်း ဟိုဟာဖြစ်ပါတယ်ပြော့ပါတယ်အဓိကကတော့လေဟိုအသေးခွဲတချင်းရဲ့မှာမဟုတ်ဘူးအသေးကကြတော့ type မျိုးစုံလောက်တက်တဲ့တယ်မှာပါတော့အဲ့လိုလောက်ရတာကိုလောက်ချင်နေတယ်မှာပါတော့မျိုးစုံလေးပြိသက်ကိုရတာကိုမျိုးစုံပေးမယ်ပြိသက်ကလည်းအသေးကချစ်တဲ့ချင်းလေးထွက်လာရင်ချစ်လိုက်ပေါ့နော်အသေးကွဲတဲ့ချင်းလေးထွက်လာရင်လည်းကွဲလိုက်ပေါ့နော်လွမ်းတဲ့ချင်းကြလည်းလွမ်းလိုက်ပေါ့အဲအဲ့လိုမျိုးလေးလုပ်ပြီးအဆင်ပြေပါ ေဘာလို့လဲမသိတချို့ကလည်းအဲ့လိုထင်ကြရဲလို့မျိုးရှုပ်မှာပဲဘာကြောင့်အမှန်ပေါ့ဘသူမှလည်းမရှိကို့ကိုအဲ့လိုချစ်ပေးမဲ့သူလည်းမရှိတော့ကိုကချစ်ရမဲ့သူလည်းမရှိပါဘူးအဲ့တော့ငါခံစားပြီး꿰ရတယ်လေရုပ်ရှင်နေကြည့်တယ်လေရုပ်ရှင်ကြည့်ရင်တော့အသေးတော်တော်꿰ရတယ်မှာပါပါတယ်လို့မျိုးဘသူကတော့အသေး꿰ချင်မှာလေဒါပေမဲ့လည်းဘသူမဆိုအချစ်ခံချင်တာပေါ့နော်အသေးလေးအချစ်ခံချင်နေတယ်မှာပါပါတယ်ဒါပေမဲ့အသေး꿰ဖို့ကံပါလာကြတယ်ဟော ဟိုမမီကကြတော့ဒါအခုနောက်ပိုင်းဆိုလည်းတဲလေဒါ45ရွယ်ကလေးတယောက်လည်းမဟုတ်တော့မမီနောက်ကလိုက်တယ်ဆိုတော့အခုနောက်ပိုင်းဆိုအလုပ်ကိစ္စတွေမှာကိုကကိုတယောက်ထဲကြတယ်မဖြစ်တဲမှာနောက်မှာလူမရှိဘူး နောက်မှတခုခုဆိုလှည့်ကြည့်ကြဘူးမှအဲ့လိုလိုက်ပေးမဲ့သူမရှိတော့မေမေပဲလိုက်နေရသူတို့ဖြစ်နေရပေါ့နော်မေမေကနောက်ကနေပြီးတော့ဒီတဲဒီအခုအလုပ်တော့ဆိုလို့ရှိရင်မဝက်စားပါပါပါဝေးရမယ်ဘလို့လိုရဆိုရင်မေမေကနောက်ကလိုက်စီစဉ်ပေးမယ်အာလူကြီးရေတို့အတဲစကားပြောတဲ့နေရာမှာဆိုမေမေဝင်ပြောပေးမယ်အဲ့လောက်ပဲပေါ့နော်ကြံနာတော့ကိုယ့်အနေကိုပဲလှုပ်ပြီးကိုယ့်အနေကိုပဲသွားရတာပါဒါပေမဲ့မေမေကနောက်ကအမြဲပါသလိုဖြစ်နေရဆိုတာအဲ့လိုမျိုးတချို့ထင်တာကြတော့နောက်ကပဲမိဘအမြဲစီမံအုပ်ချုပ်ပြီးတော့မိဘပဲချုပ်ကင်နိုင်ရဲ့ထင်တာအမှန်တော့အဲ့လိုလည်းမဟုတ်ပါဘူးမေမေကအခုဆိုလဲတော့နေသူမှာကန်တင်းထဲမှာမဟုတ် ုင်စားအနေရတဲမတဲထဲမှာလှုပ်လှုပ်ချိန်တန်ရေးပြန်မယ်ဆိုရင်လှမ်းခေါ်လိုက်မယ်မိနဲ့ပြန်မယ်အဲ့လိုအရင်တော့စိတ်မချရအဲ့လိုလဲပါရတဲရအဲ့လိုအလုပ်စောကတ်နေလေနောက်မှဖြစ်စင်တာဖြစ်ပါမှမသိဘူးတခါလေကြရင်ဒီမှာရုပ်ရှင်စီးအောင်မှဆိုတော့ခဏဖြစ်တယ်ဟိုကကြံခဲ့ဒီဟာကြံခဲ့အဲ့လိုမျိုးလေရွှေကြိုတော့ဆိုလဲအဲ့လိုပဲပွဲမှာစီးမဲ့ဖက်နှက်ကြိုကြံခဲ့တာ ဘူးလိုက်ထားပေးရတာမုတ်မုတ်ဆိုင်မှာတယောက်တည်းမုတ်ထိုင်စားပြီးတော့အဲ့ဘူးကိုထားခဲ့လိုက်တယ်နောက်နေ့ပွဲလဲကြောက်ရောကမန်းကန်းပြန်သွားယူယူရတာပေါ့နော်ပျောက်သွားသွားပြီးမှအစိမ့်ခံရတော့မှာအဲ့လိုမျိုးပေါ့နော်ဖြစ်တတ်တော့အဲ့ဒါကြီးမမြန်စိတ်မချတာခုဒီကိုလာမယ်ဆိုလဲတဲပတ်ဆိုင်အမြဲတီးလေးပဲလွယ်လေးရှိရဲ့ပတ်ဆိုင်ထဲမှာပါပါလဲဆိုတော့နှကန်းညီအမှန်နေအလူတွေပဲပါတော့ဘာမှမပါအဲ့တော့လိုအပ်တဲ့ပစ္စည်းကိုမှထားပါတော့စာအုပ်တို့ဘော့ပင်းတို့လိုအပ်တဲ့ပစ္စည်းဆိုမိရဲ့အိတ်ထဲလို့ ပြုံထည့်ရလိုက်တာရောက်လာပြီဆိုတခုလို့မမေးပါလိအဲအဲ့လိုပဲလှမ်းတောင်းရုံပဲမမေးမပါလာဘူးဆိုအမှသွားပြီလှမ်းတောင်းစရာလူလည်းမရှိဘူးကိုကလည်းကိုကြောက်လည်းဘာမှမပါလာဘူးအဲ့လိုမျိုးဆိုတော့နောက်မှမမေးရှိနေလို့ရှိရင်တော့စိတ်ချလုံးကြုံမှုရှိရပေါ့နော်အဲ့လိုမျိုးချစ်တဲ့တမီးလေးဟုတ်တယ်ဟောမာကလေး တကယ်တော့လေအခုမိဘစီရဆိုမို့ပို့လက်ဖြန့်တောင်းပြီးတော့တုံးနေသူမျိုးမဟုတ်ဘူးကိုကိုပိုင်လည်းလုံးလုံးပတ်ဆိုင်ရှာနေရဲ့သူဖြစ်တဲ့မိဘကိုတော့မှအများကြီးတော့မဟုတ်ပါမယ်ပြန်ထောက်ပံ့နေရဲ့အဲရွယ်လေးတစ်ခုရဲ့ရောက်နေပြီဆိုတော့လက်ပတ်ဆိုင်နေရှာလာပြီးတော့မိစမအတ်ထားတာအတဲအမေတော့မိမေကလေသူဆိုလဲကိုလဲ35ရွယ်လဲမဟုတ်တော့အသက်လဲပြည့်ပြီဆိုကီပီကြီးအကောင့်နေရဆိုအကုန်ရှိရယ်နော်ဒါပေမဲ့ပတ်ဆက်မထားကီပီထဲမှာလဲပတ်ဆက်မရှိဘူးပတ်ဆက်ထဲမှာလဲပတ်ဆက်မရှိဘူးမိဘလောက်ဖြည့်ပြီဖြည့်ပြီမသုံးဘူး တကယ်လို့ကို့မှာပတ်စံပါနေအောင်မမေပါလာတဲ့စိတ်ဆိုရဲအတိနဲ့တခုခုဆိုအလိုယူရလိုက်တာမမေရှင်းလိုက်တော့လို့ဆိုအဲ့လိုထွက်သွားတာအဲ့လိုမျိုးတွေမှာပါတယ်ဟိုမိဘကတော့ဘလောက်ပဲတုံးရမယ်ဟေ့ဆိုပြီးတော့ကန့်တတ်ထားမျိုးမရှိဘူးကို့ပတ်စံကိုပြီးကြိုင်နေကို့မှာနဲ့ကိုတော့တဲ့သေးပါတယ်မတုံးတာ အဲ့လိုမျိုးပေါ့နော်တချို့ရာလည်းထင်တယ်အဲ့လိုမိဘကမလွတ်လို့မှဘာတွေကလက်တွေလူငယ်လေးနော်အဲ့လိုမျိုးမသွားရဘူးလားပြီးတော့မိဘကမလွတ်လို့ဆိုတာတည်းကိုကိုရိုင်းလည်းမသွားချင်တာတခါတလေတော့ကိုကိုရိုင်းလည်းအဆောတော်ဖြစ်တော့မှကလပ်မှာဆိုတော့ဘာမှကိုငားလို့ရှင်ဆိုတာမျိုးရှိရဲအဲ့ခါကျရင်မိဘလည်းလိုက်တယ်တခါတလေအပေါင်းအသင်းတွေနဲ့ကြီးပဲဒါမိတ်ဆွေတွေဒီမျိုးပညာလောကအတိုင်းဝိုင်းရလူတွေနဲ့ဒင်နာစားကြမယ်ဟေ့ဆိုလေကိုကလည်းကိုသွားတာမျိုးလည်းရှိရဲအဲ့လိုမျိုးပါမိဘမလွတ်လို့မသွားရဘူးအဲ့လိုမျိုးတော့အရင်ချုပ်ကင်တာမျိုးမရှိဘူးပေါ့နော် တကယ်ရဲ့ဘလတ်စတန်ဘာလဲဆိုတော့ အခန်းထဲမှာနေပြီးတော့ဂီတာလေးတီးလိုက်ချင်းလေးဆိုလိုက်တချင်းလေးနားထောင်လိုက်အိတ်လိုက်ဒါပဲအဲ့ဒါ relax လုပ်တဲ့အချိန်ပဲပေါ့နော်အဲ့ဒီ bike club ပြီးသွားတာ relax လုပ်ရတယ်လို့သိပြီးတော့ မတွေးမိဘာလို့ဆိုကိုကိုရိုင်းနဲ့ဆိုတော့ဖြစ်နေလို့လားမသိဘာသွားရင်ဘာလို့တချင်းသားထောင်ရမယ်လीကိုလည်းပွဲတွေသွားတယ်တချင်းနေရကိုရိုင်းနဲ့စိုးနေရတာပဲဆိုတော့တကူတခါပြန်သားမထောင်တော့တခါတလီပေါ့အပေါင်းတိမိတ်ဆွေနဲ့သွားတဲ့အခါတော့ပဲဟိုလိုတကူတခါကြီးတော့မသွားဖြစ်ထောက်ပြရှူကျိုးတဲ့တငယ်ချင်းတွေလည်းလို့ပဲမမေကမသွားခိုင်းလို့မလွတ်လို့ထင်တာအမှန်တော့မဟုတ်ဘူးကိုကိုရိုင်းကအဲ့လိုမသွားချင်တာ အာတချင်းကကြတော့တဲ့ဒီမေလာလကုံလောက်မှာဒီမြတအမွေပကံကြီးဆိုရဲရုပ်ရှင်ဇာတ်ကြီးရဇဝင်တီလေးတပုတ်ပေါ့နော် crash လို့ရနာမည်ပေးထားတယ်အဲ့ဇဝင်တီလေးကို music video လေးနဲ့ ထွက်လာဖို့ရှိပါတယ်။အာဒီလကုံလောက်ထွက်မယ်လို့လည်းမှန်းထားတယ်။အာပြီးတော့နောင်လာတွေမှာလည်းတဲ့ကိုပိုင်းသချင်းတွေပေါ့နော်။အသေးကွဲသချင်းခတ်မိုက်မိုက်လေးတပုတ်လည်းတဲ့ထွက်ဖို့ရှိပါတယ်။အာအဲ့ဒါလေးကိုတော့ဒီ promo သဘောမျိုးတည်စားလေးတော့တဲ့ TikTok အကောင့်မှာရော Facebook အကောင့်မှာရောတင်ပြီးပြီပေါ့နော်။သွားပြီးတော့နှာထောင်ကြည့်လို့ရပါတယ်။တဲ့ဒီရုပ်ရှင်ပတ်တွေမဟုတ်ပဲနဲ့ဒီသချင်းတွေလည်းအများကြီးထွက်ဖို့ရှိသလိုအာဒီတရုတ်ဆောင်ဘက်မှာလည်းတဲအများကြီးထပ်ပြီးတော့ပြည်သက်တွေကိုချပြတော့ဖို့ရည်လည်းရှိပါရဲ့ဆိုတော့စောင့်မျှော်ကြည့်ရှုပြီးတော့အပိတ်ကြပါအောင်လို့ပြောချင်ပါတယ်ရှင်။